လိုရတယ်လေဒါမျိုးဘူတော်ဟိုတောင်မှဒီမင်းတုံညဆိုတဲ့ငမိုက်တာနော်သင်္ကန်းဝထားလိုတာပါလေနော်တို့ရတော့ပြောတယ်ကျွန်တော်ခေါင်းကြီးစင်မို့ဘူးတဲ့အဲ့တော့မင်းတုံညကိုဦးစင်းကပြောချင်တာမင်းတုံညတို့အုပ်စုတို့ငမိုက်တာအဖွဲ့ကိုမပြောချင်တာလဲဆိုရင်ဆရာတော်ဦးစေကိန်းတို့ခေါင်းကြီးဦးညံနေတဲ့တာတို့အသာထားလိုက်ဦးတို့စီကတို့ချောင်းမှာပေးနေတဲ့နော်ဒီလိုလူတို့ကအချိုးပြူတာရောဆဆရာရပေါ့ဗျာတို့ခြေဘွားမှာပေးနေတဲ့ခြေမုံလေးကိုမှီဖို့တာထားအောင်လို့ အဲ့ဒီအကိုတော်တွေပြည်သူလူထုပေါ်အကျိုးပြုတဲ့နေရာမှာပြည်သူလူထုပေါ်အထောက်အကူပြုတဲ့နေရာမှာတိုင်းပြည်ပေါ်အထောက်အကူပြုတဲ့နေရာမှာဘာဒါနာပေါ်အထောက်အကူပြုတဲ့နေရာမှာပောက်ကိုတော်ကိုတော်မှီရဲ့လားလို့မေးခွန်းထုတ်ချင်တယ်နော်ဥက္ကုကဥစဉ်ရတာဂုံဖော်ပြီးပြောတာမဟုတ်ပါဘူးဒီကိုတော်တွေနဲ့ဥစဉ်ရအချိန်မီရဲလဲရေးချင်းရောပါရောအကုန်လုံးရှင်လို့ရတယ်အကုန်လုံးရှင်လို့ရတယ်နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မင်းတုံမြဗုဒ္ဓတက္ကသိုလ်ဆရာတော်ကိုပောက်ကိုတော်မှာစိန်ခေါ်လိုက်ပြီးရုတ်တံအပြင် လာရှိုးကိုအကြောင်းပြုပြီးရှမ်းမြောက်ကို အမြောက်ပါရင်နန်းတွေပို့ဆောင်ကစစ်အင်အားအများပြားဖြစ်တင်းနေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ချင်ပါတယ်။လာရှိုးမြို့အတွင်းဝင်ရောက်နေရာယူထားပြီးဖြစ်သည့်စစ်ကောင်စီသည်ရှမ်းပြည်နယ်တောင်ပိုင်းမှတဆင့်ရှမ်းမြောက်ကိုလက်နက်နှင့်လူအင်အားပို့ပြီးစစ်ပြင်ဆင်နေကြောင်းသိရသည့်စစ်ကောင်စီသည်ယခုဧပြီနောက်ဆုံးပတ်တွင်ကလောမအောင်ပန်းကိုအမြောက်လက်နက်ကြီးနှစ်လက်တည်ဆောင်လာသည့်ရင်များအပါအဝင်စစ်ရင်နှန်း၁၅စီးကိုပို့ဆောင်ထားကြောင်းသိရသည် အဆိုပါစစ်ရင်နန်းသည်တောင်ကြီးတွင်ယာယီချေပြုပြီးနောက်ရှမ်းမြောက်သို့ထပ်မံပို့ဆောင်မိရင်နန်းဖြစ်ကြောင်းစစ်ရေးတရင်ရင်မြစ်ကဆိုသည်မိုင်းရဲနဲ့တန်ရန်လက်ကိုစစ်အင်အားအလွန်အကျုံဖြစ်တင်းနေတဲ့ဆက်လက်တွေအမြောက်တွေပါတောက်လျှောက်ကုန်နေတာလာရှိုးကိုခြေကုပ်ယူပြီးတာနဲ့အဲ့ဒီနေရာတွေကိုအထီးမခံတော့မဲ့သဘောပဲဓမ္မခဌာနချုပ်က ပြန်ရပြီဆိုရင် အသိခံထားရတဲ့မျိုးတွေကိုပါပြန်လိုက်ယူမဲ့သဘောရှိတယ်ဟုစည်ရည်တရင်ရင်မြစ်ကအေယာဝတီတိုင်းကိုပြောသည် ။တမျိုးကြီးမင်္ဂလာပါဗျမင်္ဂလာနေနေခင်ဗျာခုဆိုရင်ဦးဇင်းကျမ်းမာရေးရတာလမ်းစားလျှောက်တယ်ပေါ့နော်လမ်းစားလျှောက်တယ်ဒီနေ့ကိုနိုင်ခွဲ45မိနစ်လောက်လမ်းလျှောက်တယ်အချေးလည်းထွက်တယ်ပေါ့နော်အဲ့တော့ကျမ်းမာရေးကောင်းတယ်စီဂျိုဖြစ်တော့လမ်းမလျှောက်လို့ရှိရင်စီဂျိုတက်တက်ထားတယ်စီဂျိုတဘောကလှုပ်ရှားပြရတဲ့တဘောကထင်ပါလေကနော်အဲ့တော့ဦးဇင်းပုံမှန်လေးလမ်းလျှောက်ဖြစ်တယ်ဗျာနော်အဲ့တော့အမျိုးတွေကိုလည်းဗာပြောနေတာလဲဆိုလို့ရှိရင် ဦးဇင်းတို့ဒီငလျင်ကာလာကြီးမှာပေါ့နော်ရောဂါတွေကတစ်ခုပြီးတစ်ခုဖြစ်တယ်ဗျာနော်အဲကျမကြီးသူဂူးဆိုင်ကြနော်ဘာပြောပြောမမမပြင်းမထိုက်သူတွေမစော်ကားတင်သူတွေကိုမစော်ကားမှီစီနဲ့မပြင်းမထိုက်မပြင်းမမှီစီနဲ့လို့ဦးဇင်းရဲ့အနေနဲ့ကတော့ပြောချင်တယ်နော်တချို့ဆိုလို့ရှိရင်ပြောလိုက်တဲ့စကားလုံးကြီးညံ့ကြောက်စရာကောင်းတယ်နော်ဟူး ဦးကဦးဇင်းတို့ငမိုက်တာမင်းတုံညာတို့ဆိုလို့ရှိရင်တော်တော်ကြီးကိုကြောက်เสียကောင်းတယ်ဗျငမိုက်တာမင်းတုံညာတို့เนาะဟိုဟာရောဘီတာတို့เนาะဦးတို့ဦးတော်မထဲတော့ပါဗျာเนาะသူတို့ကငမိုက်တာတွေငမိုက်တာတွေเนาะသူတို့ဟိုဟာဘာလို့ဆိုရလဲဆိုတော့စကိုင်းမြို့သူမြို့သားတွေရောမြန်မာနိုင်ငံနိုင်ငံသားတွေရောတိမာပါဆရာတော်ဦးစေကိန်းတော်ကိုလေ ရာတော်ဦးဦးညာလိုက်တရားဆိုသခိုင်းမျိုးရဲ့အသက်အသွေးကြောကြီးစီလို့လည်းပြောလို့ရတယ်ဗျဒီဆရာတော်ဦးစေခိန်သားတို့ဦးညာလိုက်တရားတို့ဆိုတော့ခေါင်းကြီးဦးညာလိုက်တရားတို့ဆိုတာကဦးစင်းတို့ဆိုရင်စိတ်နဲ့တောင်ပြမာရဲဘူးနော်စိတ်နဲ့တောင်ပြမာရဲဘူးစော်ကားကိုပါဇက်နဲ့ပြောမှုယူဆိုတာဝေးရောစိတ်ကလေးနဲ့ကိုမပြမာရဲတာအဲ့ဒီလိုတကယ်လောကတရားပဲရောလောကီပဲရောအကုန်လုံးပေါ့ဗျာဒီဒီလူလူအပေါ်မေတ္တာထားတဲ့ဘက်တည်းရောဆရာတော်နဘာတကယ်ဟုတ်လား ဖခင်တော်ပဲမိခင်တော်ပဲလို့ဆော့ရှောက်ထားတာဒါတိုင်းမလူမျိုးသားတွေခင်ဗျားတို့အတိဆုံးနေပါပါဒီငလျင်ကာလမချန်တဲ့ချက်ငလျင်မျိုးကြီးကိုစဖြစ်ပါ යි ဆိုကြတဲ့ပထမဆုံးစရောက်လာတာဆရာတော်ဦးစေခိန်သားတို့လေးဗျာနော်ဆရာတော်ဦးစေခိန်သားတို့ခွင့်ယူဦးမြတ်နေကြတာတို့ဟုတ်လားဘယ်နေရာတွေလိုအပ်တယ်လဲဘာတွေလိုအပ်တယ်လဲဒါမျိုးကိုတော်ဟိုတောင်မှဒီမင်းတုံညဆိုတဲ့ငမိုက်တာနော်သင်္ကန်းဝတ်ထားလို့တာပါဗျာနော်တို့ကတော့ပြောတယ်ကျုပ်တို့ခွင့်ယူစင်မဟုတ်ဘူးတဲ့ အဲ့တော့မင်းတုံညာကိုဦးစင်းကပြောကျင်တာမင်းတုံညာတော့အုပ်စုသူငမိုက်တာအဖွဲ့ကိုဘာပြောကျင်တာလဲဆိုရင်ဆရာတော်ဦးစေကိန်းကတော့ခွင်ဦးညာနေတတာတို့အတာထားလိုက်အောင်သူတို့စီရသူတို့ခြေတော်မှာပေးနေတဲ့နော်ပြည်သူလူထုဘောအချိုးပြူတာရောအဆဆကြရပေါ့ဗျာသူတို့ခြေဘွားမှာပေးနေတဲ့ခြေမုံလေးကိုမှီဖို့အတာထားအောင်လို့အဲ့အကိုတော်တွေပြည်သူလူထုဘောအချိုးပြူတဲ့နေရာမှာပြည်သူလူထုဘောအထောက်အကူပြုတဲ့နေရာမှာ တိုင်းပြည်ပေါ်အထောက်အကူပြုတဲ့နေရာမှာဘာဒါနာပေါ်အထောက်အကူပြုတဲ့နေရာမှာပေါ့ကူတော်ကူတော်မှီရဲ့လားလို့မေးခွန်းထုတ်ချင်တယ်။နော်ကိုကိုကိုဦးစင်းရတာဂုံဖော်ပြီးပြောတာမဟုတ်ပါဘူး။ဒီကူတော်တွေနဲ့ဦးစင်းရအချိန်မီလေးလဲအရေးချင်းရောပါရောအကုန်လုံးရှင်လို့ရတယ်အကုန်လုံးရှင်လို့ရတယ်နော်။ဒီကူတော်တွေကပြောရလို့ရှိပြောနေကြအစားချောင်လို့အနေချောင်လို့တင်ကန်းစီးတယ်ပါလို့အဲ့ကူတော်တွေကအဲ့ထက်အတူတူပဲဗျာနော်။အတူတူပဲအနေချောင်လို့အစားချောင်လို့နာမည်ရဖို့နိုင်ငံကြီးလှုပ်ရှားနေတဲ့ကူတော်တွေ နိုင်ငံရေးမဖြစ်စဉ်ကာလသူကြီးအချိန်ကာလမှာပြည်သူလူထုအတွက်ဘာအကျိုးတစ်ခုမှမပြုခဲ့ဘူးမင်းတုံ့ကြဗုဒ္ဓတက္ကရုလို့လာပြောတာဘာဘွဲမှလည်းသူရခဲ့တာမဟုတ်ဘာဗုဒ္ဓတက္ကရုမှလည်းပြီးစီအောင်တက်ခဲ့တဲ့ကိုတော်မဟုတ်ဘူးသူ့ရဲ့ဥပဒေရုပ်ကိုကြည်ပါ နော်ဥပဒေရုပ်ကိုကြည်ပါ နော်မင်းတို့ညာတော့အဲ့ကိုတော်ကြီးများဆရာတော်ကြီးဖရာကြီးတွေကိုပြမနေတဲ့ကိုတော်ကြီးရဲ့ဥပဒေရုပ်ကိုခင်ဗျသေးသေးချာချာကြည့် ညညစရာကောင်းတယ်လားဘယ်လိုအနေထားရှိရလဲရုပ်ကဖုံးကြီးရုပ်ပေါက်ရဲ့လားဆိုတဲ့ပုံစံတို့ချာကြည့်တကယ်လို့ဖုံးကြီးရုပ်ပေါက်တော့လူတို့တွေကတော့ခင်ဗျာရောက်ကောင်းနဲ့ရောက်မောင်ရပလက်နဲ့ပဲရုပ်မှာပဲနော်ရောက်ကောင်းနဲ့ဖုံးကြီးရုပ်ပေါက်နေမှာပဲဒါလေးကိုပြောချင်တယ်အဲ့တော့ပြည်သူလူထုကလည်းဒီကိုတော်တွေရဲ့တန်ရောင်လိုက်ပြီးမှဆရာတော်ဘုရားကြီးတွေကိုမစော်ကားကြနဲ့မပြင်းမားကြနဲ့ဟုတ်လားဥမာပေါက်ကူတော်မဟုတ်ထားလို့တဲ့ပေါက်ကူတော်ပဲခံရမှာပဲနော်ပေါက်ကူတော်တို့ကြိုက်တဲ့လောက်ဆဲပေါက်ကူတော်တို့မတုတ်ပြန်ဘူး ဆရာတော်ကြီးရဲ့ပို့ဆိုတာပေါ့သူတို့ပြောတော့ဟာလေးကြီးပြီးရီးတောင်နေသေးတယ်အဲပြည်သူလူတော့မေတ္တာမပြေဘူးအဲသူဆဲဆိုနေတဲ့သူတွေပေါ့မေတ္တာမပြေဘူးပြုံးရွှဲနေရပဲသူတို့ကြည်လိုက်လို့ရှိရင်နော်လှုပ်ရွှင်နေတာပဲအဲတော့တိုက်တလောက်ဆဲမလုတ်ပြိုင်ဆဲတူပါပဲအရှုံးပေါ်တယ်ဆိုတာကိုအလုံးတည်စေခြင်းနဲ့ဗျာနော်တည်စေခြင်းနဲ့နော်ခင်ဗျားတို့ဗျာအမျိုးမျိုးကတ်တွေဆိုင်နေရအမျိုးမျိုးကဒုက္ခတွေရောက်ပြည်သူလူတွေတော့ဒုက္ခရောက်နေတယ်ခင်ဗျားတို့ဒါအတိဆုံးပဲနော် ။ဘာကြောင့်ဆိုတာကအတဘောတာပေါက်ကြတော့နော်။ဘာဟာလဲဆိုကောင်းတဲ့သူတွေလည်းငလင်ထဲမှာပါလာပါပဲ။ကောင်းတဲ့သူတွေလည်းတည်လာပါပဲ။အာအများကြီးပဲကိုဗစ်ကလည်းဒါလောရကဒိဋ္ဌာဇလန်းကိုနော်လောရကဒိဋ္ဌာအကြောင်းခင်ဗျားတို့ပြန်ပြီးမှကြည့်။လောရကဒိဋ္ဌာအကြောင်းပြန်ပြီးမှကြည့်နော်။ဒါလေးကိုဦးစင်းကမျိုးတွေအားလုံးကိုဒါလေးကိုပြန်ပြီးမှပြောခြင်းနဲ့အကုဒုတကောင်ပါလို့ရှိရင်ကောင်းတဲ့သူတွေလည်းတည်ရတာပဲ။ကောင်းတဲ့သူလည်းကန်ဆိုးတာပဲเนาะဒါလေးလည်းဥစဉ်ရှင်းအောင်ပြောပြခြင်းနေပါเนาะမျိုးတွေကိုအဲ့တော့ လူဘဝခဏခိုင်မှာစိတ်ကောင်းတာပါစိတ်ကောင်းရှိမှာချမ်းသာရစေနာကောင်းရင်ကံကောင်းမယ်ဆိုတဲ့အတိုင်းပဲသိစေနာကောင်းမှုသူဘလောက်ပဲကိုယ်ပေါ်ယုံမှယုံမှာပေါ့နော်ဆရာတော်ကြီးကြီးကတော့သင်ရင်းစေတာဘာမှအထူးပြောစရာဒီလကောင်ဓမ္မလေးကိုပညာကောင်နဲ့ပြည့်စုံတဲ့ပေါ့ဒီလိုလူလူတွေရဲ့အပေါ်မှာလည်းဆရာတော်ကြီးကြီးရဲ့မေတ္တာတရားပြည်သူများအားလုံးမြင်တဲ့အတိုင်းပါပဲကြအားလုံးလာပါပဲကြ